Bonjour à tous, je m'appelle Alice. Alice ရဲ့ French language sharing playlist ကနေကြိုဆိုပါရစေ။ဒီနေ့မှာတော့ Alice တို့က listening ရဲ့ reading ရဲ့နှစ်ခုစလုံးပါတယ် exercise လေးတစ်ခု လုပ်ကြည့်ကြမှာဖြစ်ပါတယ်။အဲ့တော့ပထမဆုံးသူ့ရဲ့ပြောထားတာလေးတွေကိုဖတ်ကြည့်ကြမယ်။နံပါတ်1ကဘာပြောထားလဲဆိုတော့ and regardez les dessins regardez ကကြည့်ပါ les dessins ဒီနေရာမှာ လေဖိုတိုလို့ပြောလို့ရှိရင်ပုံလေလို့ပြောသလိုပဲဒီနေရာမှာအသုံးလေးပြောင်းထားတယ်။ဘာလဲဆိုရင်လေဒီဆန်ဒီဆန်ဆိုတာက drawing ကိုပြောတာအဲ့တော့ပုံလေးကို ကြည့်ပါ။ဟိုကတီလေဒီဆန်ပုံလေးကိုကြည့်ပါ။အဲ့တော့ drawing ကိုကြည့်ပါဆိုတော့ကြည့်ကြမယ်။ A B C A B C drawing သုံးခုပေးထားတယ်။အာမကဆီယာမနဲ့ចောင်းသားတွေနဲ့စာတင်နေတဲ့ပုံစံ။ ဘေးမှာကြတော့ဆီယာမကဆက်လုံးပေါင်းနေတယ်။စီမှာကြတော့ចောင်းသားចောင်းသူအချင်းချင်းစကားပြောနေကြတယ်။ drawing တွေကိုကြည့်ပါဆိုတဲ့ဟာကိုကြည့်ပြီးသွားပြီ။ Okay နံပါတ်1ကိုသွားမယ်။ Do ဘာပြောထားလဲဆိုရင် Écoutez les dialogues. Écoutez နားထောင်ပါ les dialogues. dialogue တွေကိုနားထောင်ပါ။ တော့ဒိုင်ယာလော့ကိုနားထောင်ပါဆိုတဲ့အတွက် Alice က audio ဖွင့်ပြပေးပါမယ်။ audio ကို listening ရဲ့ထုံးစံအတိုင်းနှစ်ခေါက်ဖွင့်ပြပေးပါမယ်။ပထမတစ်ခေါက်ကအဖြေရှာဖို့နဲ့ဒုတိယတစ်ခေါက်ကကိုရှာထားတဲ့အဖြေကို confirm လုပ်ဖို့ဖြစ်ပါတယ်။ listening ကိုမဖွင့်ခင် number 3မှာပါပြောထားလဲဆိုတာကိုကြည့်ရအောင်။ Thwa associate le dialogue o desan associate le dialogue o desan အဆိုစီယေဆိုတာကအဆိုစီယေလုပ်ပေးပါဆိုတာတွဲခိုင်းတာတွဲပေးပါတဲ့လေဒီယလော့ဂ်အိုဒေးဆန်ဒိုင်ယလော့ဂ်နဲ့ဒရောင်းနဲ့ကို တွဲပေးပါတဲ့ဒိုင်ယလော့ဂ်က၃ခုလာလိမ့်မယ်အန်ဒူ3ဆိုပြီးတော့ဒိုင်ယလော့အတူလေး၃ခုလာလိမ့်မယ်ပထမကြည့်ထားတဲ့ပုံကလည်း RBC ဆိုပြီးတော့၃ခုရှိတယ်အဲ့တော့အော်ဒီယိုဖွင့်ပြတဲ့အခါမှာဘယ်ဒိုင်ယလော့ဂ်က အာနဲ့တွဲမလဲဘယ် dialog ကဘီနဲ့တွဲမလဲဘယ် dialog ကစပုံနဲ့တွဲမလဲစနဲ့တွဲမလဲဆိုတာကိုကိုက ရွေးပြရမှာဖြစ်ပါတယ်ပုံလဲကြည့်ပြီးပြီး audio နားထောင်ရမယ်ဆိုတာလည်းသိပြီးဒီ dialog နဲ့ drawing နဲ့ကိုတွဲပြရမယ်ဆိုတာလည်းသိပြီး audio ကိုစပြီးနားထောင်ကြမယ်ပထမအကြိမ် dialog ကိုဖွင့်ပြပေးပါမယ်တေချာလေးနားထောင်ပါနားထောင်ရင်းနဲ့အဖြေကိုစဉ်းစားပါ Comment tu t'appelles Yoko. Et toi Deux. Je m'appelle Clémence. Et vous Je m'appelle James. Trois. Vous vous appelez comment Hans. Et plé, s'il vous plaît. H A N S. Ok, pas de mal à comprendre. Abi, toi, Abi. Quand au pire, ma mère, ma mère sera cool. Pire, Abi, c'est c'est beau à deux. De l'autre côté, les singes ont un pire point de vue, Hein? Comment tu t'appelles? Yoko. Et toi? 2 Je m'appelle Clémence. Et vous Je m'appelle James. 3. Vous vous appelez comment Hans. Épelez, s'il vous plaît. H-A-N-S. Ok. Je vais vous donner un petit peu de temps. တေချာပေါက်အဖြေရနေပြီလို့ယုံကြည်တယ်။အတော့ကိုယ့်ရဲ့အဖြေကိုကိုကမှတ်ထားပေးပါ။နှစ်ခေါက်ထဲနဲ့နားမလည်လို့အဖြေမရဘူးဆိုလို့ရှင်လေ။ထက်ခါထက်ခါအော်ဒီယိုကိုရစ်ပြီးတော့နားထောင်ကြည့်ပါ။နံပါတ်၄ကိုမသွားပါနဲ့哦။အဖြေကိုကရလောက်ပြီဆိုတဲ့အခြေအနေကြတော့မှကြည့်ပါ။ဒါမှမဟုတ်လုံးဝကိုမရတော့ဘူးဆိုတဲ့အခါကြတော့မှနံပါတ်၄ကိုဆက်ကြည့်ပါ။အဲ့တော့အခု Alice ကတော့အဖြေရသွားပြီလို့ယူဆပြီးတော့ပဲနံပါတ်၄ကိုသွားပါမယ်။ Cat ။မလောက်ခိုင်းတာလဲဆိုလို့ရှိရင်နံပါတ်၄က Lise pou vérifier Lise ဆိုတာကဖတ်ပါတဲ့။ pou pou ဆိုတာကအတွက်လို့ပြောတာ F O R for အတွက်ဘာလို့ဖို့အတွက်လဲဆိုရင် vérifier vérifier ဆိုတာက verify လုပ်ဖို့အတွက်ခုနကကိုယ့်အဖြေကိုပြန်ပြီးတော့ verify လုပ်ဖို့အတွက်မှန်လားမမှန်လားသိဖို့အတွက်ကိုလီစီဖတ်ကြမယ်တဲ့ တော့ဒါကတော့ reading mind ပေါ့နော်တကယ်တော့ဒါကခုနကတော့ listening တော့ကနားထောင်ခဲ့တဲ့ဟာတွေကိုပြန်ပြီးတော့ဖတ်ရမှာဖြစ်တယ်အဲ့တော့အခုတခါတည်းဖတ်ရင်းနဲ့အပြည့်မှန်ကိုတခါတည်းရွေးကြမယ်ကဲဒါဆိုလို့ရှိရင်နံပါတ်1ကလေးကိုဖတ်ကြည့်ကြမယ် and ဘာပြောထားလဲဆိုရင်ပထမတစ်ယောက်ကပြောတယ် come to the bell မင်းနာမည်ဘယ်လိုခေါ်လဲတဲ့အဲ့တော့ B ကပြန်ပြောတယ် Yoko Itoa e ငါနာမည်ကတော့ယူကိုပါတဲ့အီတွားနင်ငါဝတဲ့လို့လေးတောင်းထားတယ်အေရမေးတာကနင်နာမည်ဘယ်လိုခေါ်လဲဘီရပြန်ဖြေတယ်ယူကိုနင်ရောနင်နာမည်ကရောအဲ့လိုမေးလိုက်တာအဲ့တော့ဒီပုံမှာဆိုလို့ရှိရင်ဘယ်ပုံဖြစ်နိုင်ခြေရှိလဲနာမည်အမေးဖြေလုံနေတာဆိုဖြစ်နိုင်ခြေရှိတာကအာနဲ့စီနဲ့ဖြစ်နိုင်ရရှိတယ်။ဒါပေမဲ့အခုတုံးထားတာကကျူဖုံမှုကိုတုံးထားတာ။ဒါမှဆီယာမနဲ့တွားပြီးတော့ကျူလို့တုံးလို့မရဘူး။ တငယ်ချင်းချင်းချင်းသုံးတာဖြစ်တဲ့အတွက်အဖြေမှန်လေးက C ဖြစ်ပါတယ်။ Okay နံပါတ်2ကိုသွားမယ်။ Do A ကပြောတယ်။ Je m'appelle Clémence. Et vous? Je m'appelle Clémence. Et vous? ကျမနာမည်က Clémence ပါတဲ့။တင့်နာမည်ကရောတဲ့။ B ကပြန်ဖြေတယ်။ Je m'appelle James. ကျွန်တော်နာမည်က James တဲ့။ဒီနေရာမှာဆိုလို့ရှိရင် ဗူဖောင်ကိုသုံးထားတယ်အဲ့တော့ဗူဖောင်ကိုသုံးပြီးပြောထားတာဖြစ်တဲ့အတွက်ဖော်မယ်သုံးထားတာဖြစ်တယ်အဲ့တော့ဆီယာမားနဲ့ចောင်းသားနဲ့ပြောနေတာဖြစ်တဲ့အတွက်အပြည့်မှန်ကအာဖြစ်ပါတယ်အဲ့တော့နံပါတ်3ကိုသွားမယ်ထွာဗူဗူဇပ်လီကောမတင်းနမယ်ဘယ်လိုခေါ်လဲအဲ့တော့ပြန်ပြောတဲ့သူက ons သူနာမည်က ons တဲ့အဲ့တော့ဆီယာမားက သူ့နာမည်ကိုစလုံးပေါင်းမှမှဆိုလို့ဘယ်လိုပြောလဲဆိုတော့ A please see you play A please စလုံးပေါင်းပေးပါတဲ့ see you play ကျေးဇူးပြုပြီးတော့စလုံးပေါင်းပေးပါတဲ့အဲ့တော့ तू ကဘယ်လိုစလုံးပေါင်းပြလဲဆိုရင် ash a n s အဲ့သူ့နာမည်ကိုစလုံးပေါင်းတဲ့ပုံစံက ash a n s တဲ့ drawing မှာဆိုရင်သူ့ရဲ့အဖြေမှန်က b လေးဖြစ်ပါတယ်။ဒါလေးတွေကိုပြန်ပြီးတော့ confirm လုပ်တဲ့အနေနဲ့

နားယူဝအောင် dialog ကိုခဏခဏနားထောင်ပေးပါအဲ့လိုနားထောင်ရင်းနဲ့နောက်ထပ်ဗီဒီယိုတွေ listening နေလာတဲ့ခါကြလို့ရှိရင် အော်ဒါဆိုရင်ဘာပြောရတာဆိုပြီးတော့အဲ့လိုတန်းပြီးတော့ရသွားပါလိမ့်မယ်အဲ့တော့ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်အိုဟိုဗာအပြန်တူပြီးစပြီးစပြီး